ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ပိတ်ရက်တွေလည်းများနေတော့ကျွန်တော်လည်းတွေ့ရတာတော့ခက်ပြင်းပြင်းကျွန်တော်20လေးတခုသွားတွေ့တယ်မစိုးဘူးပြအဲ့ဒါလေးကနော်အဲဒါပေမဲ့ပိတ်ရက်ကြီးခံသွားတဲ့ခါကျတော့ဒီ20ရဲ့ဆက်ပြီးအောင်မမလားမအောင်လားဆိုတော့ကျွန်တော်အနေနဲ့တန်တရာတော့နည်းနည်းရှိတယ်ပေါ့နော်အဲ့တော့ပိတ်ရက်တွေနဲ့များနေတဲ့အတွက်ဘယ်ကစားနည်းပဲမစိုးဘလို့ပဲ site တွေကောင်းကောင်းတတိကျင်းနဲ့ရှင်ပြီးကစားစီခြင်းပါလေနော်ကဲ20တက်ကလေးနော်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ပြမယ် ကျွန်တော်ဟိုပြမယ်ဆိုတဲ့အခါမှာကျွန်တော်ကဘယ်ကနေစပြမလဲဆိုတဲ့အခါကျတော့6516ကနေစပြမယ်နော်65 65 16သားတော့လာရနော်ဒါပေမဲ့နည်းနည်းလေးသတိလေးနဲ့တော့ထားလို့စားပအောင်ပိတ်ရက်တင်နေမှုလို့နော်နောက်တစ်ခါ8 1 9လေးတဲ့8 1 9လေး8 1 9လေးပြီးသွားတဲ့အခါကျတော့18 8လေးတဲ့နော်18 တရှိရှိလေးဆိုတဲ့အခါကျတော့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီကောင်ကနှစ်ဆိုင်တွက်ပြမယ်နော်မြင်အောင်နှစ်အောင်သုံးပြီးတွက်မယ်မြင်အောင်နှစ်အောင်သုံးပြီးတွက်မယ်နော်အဲ့တော့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်း၃ည၃ည၃ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါနှစ်ဟုတ်ပြီ၃ညခွန်နှစ်အဲတရောင်နဲ့ပဲတွက်ပါမယ်ဟိုဟာဒီကောင်နဲ့ဒီကောင်နဲ့ပေါင်း တုံး၃၃ရဲ့နှစ်ခက်က၅နော်၃ရဲ့ပါ၅ရဲ့ပါဝါ၃ည၃ညရဲ့နှစ်ခက်ကခွန်နော်ဆော့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 ဟုတ်တော့ငါ 3539ခွန်2အဲ့တော့ကျွန်တော်ပြောချင်တာကဒီမှာ39ခွန်2ဒီမှာလည်း39ခွန်2အဲ့ဒီလိုတူလာပြီဟေ့ဆိုရင်တူလာပြီဟေ့ဆိုရင်ကျွန်တော်တို့ကဒီနှစ်ခုကိုအပြီးပောက်ကစားမယ်ဟုတ်ပြီနော်ဒီနှစ်ခုကိုအပြီးပောက်ကစားမယ်တကယ်လို့ဒီကောင်ကနှလုံးနဲ့တူတယ်ဆိုရင်ကျွန်တော်တို့ကအဲ့တူတဲ့နှလုံးကိုကျွန်တော်တို့ဘိုင်ယူမယ်လုံးဝမတူဆိုလဲအပြီးပောက်ကစားမယ်၃လုံး၃လုံးတူနေတယ်ဒီ၃ဒီဘက်က၃လုံး၃လုံးနဲ့ဒီဘက်မှာလာတူနေရဆိုရင်အပြီးပောက်ကစားမယ်တကယ်လို့ဒီဘက်ကနှလုံး နဲ့ဒီဘက်ကဟာနဲ့မတူဟိုနှလုံးမဲ့တူရင်အဲ့ကောင်ဘိုင်ကစားမယ်တစ်လုံးနဲ့တူရင်လည်းဘိုင်ကစားမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာလာမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က3.9ရက်တူတယ်နော်ဒီမှာလည်း3.9လို့တူတယ်တူတဲ့အတွက်ကျွန်တော်တို့ကအပီးပေါက်ကစားမယ်ကဲကောင်းပြီအပီးပေါက်ကစားရင်ဘာတွေထွက်သွားတယ်လဲဆိုတော့ကျွန်တော်တို့ကြည့်မယ်အဲ့မှာ85တဲ့85မှာကျွန်တော်တို့အပီးပေါက်မဖြစ်ဘူးနော်9နှစ်တဲ့ဟုတ်လား9နှစ်ဟောဟာဒီမှာနှစ်ဟာဒီမှာ9အပီးပေါက်ကစားသွားတယ်နော် ဟိုကြိုက်မှယူเนาะကျွန်တော်ဒါတွေ့တာလေးကိုပဲကျွန်တော်ပြရတယ်ကျွန်တော်ကျွန်တော်ကြိုက်လို့ကျွန်တော်ပြရတယ်ကျန်တာကြိုက်တဲ့လူယူလို့ရတယ်မကြိုက်ချင်းမယူလို့မယူဘဲနေလို့ရတယ်เนาะအဲ့မှာ52ဆိုပြီးကျွန်တော်ထွက်တယ်ဟုတ်ပြီเนาะနောက်နောက်တစ်ခုပြမယ်နောက်တစ်ပုံရင်ကိုပြမယ်နောက်တစ်ပုံက88 66 66 6 2 3 3 3 4 3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  အဲ့လိုကျွန်တော်တို့ကသွားတူညီပြီသွားတူညီတဲ့အခါကျတော့မသွားတူညီပြီတဲ့အဲ့လိုထွက်လာပြီထွက်လာပြီတဲ့ဆိုတဲ့အခါကျတော့တူညီတာကိုစိတ်ကဆိုရင်ဒီနေ့ဒီနေ့ပေါင်းတော့၈၈ရဲ့နှစ်ခတ်က၁၁ရဲ့ပါဝါက၆၈၁6ဆိုပြီးရတယ်ကောင်းပြီဒါနဲ့ဆိုရင်ဒီကောင်တဲ့ဒီကောင်နဲ့ပေါင်း၈နဲ့၈နဲ့ပေါင်းတော့၆၆ရဲ့နှစ်ခတ်က၉၉ရဲ့ပါဝါ၄၄ရဲ့နှစ်ခတ်က၂၂ရဲ့ပါဝါ၇၅လုံးတော့များတယ်နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအဲ့မှာ ကျွန်တော်တို့ပြန်ကြည့်ကြီးလိုက်မယ်ဆိုရင်ဒီမှာတူညီတာ6တလုံးဒီမှာ6 6တလုံးစီတူညီတယ်ဟုတ်တယ်နော် ကျန်တာတွေမတူညီဘူးမတူညီတဲ့အတွက်ကျွန်တော်တို့6ကိုဘိုင်ကစားမယ်ဟုတ်ပြီနော်ကျွန်တော်ပြောရသဘောပေါက်လားမသိဘူးအဲ့မှာကျွန်တော်တို့ကဘိုင်ကစားမယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုအပီးပေါက်လည်းကစားလို့တော့ရတယ်เนาะဒါပေမဲ့ဘိုင်လို့6ကိုဘိုင်ယူလိုက်မယ်ပေါ့ဗျာ6ကိုဘိုင်ယူလိုက်မယ်ဆိုရင် ။ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့69တဲ့69ဒါမဲ့ယူမယ်ဆိုရင်တော့ဒီမှာ9ဒီမှာ6เนาะအပြီးပေါက်လည်းဖြစ်တယ်เนาะ69 53တို့တော့ညာလည်းပို့ပြီးတော့ကျွန်တော်တို့ကျင်းသေးချင်းဒီအဲ့6တလုံးဒီဘိုင်းလို့ကျွန်တော်တို့ကစားမယ်။ဟုတ်တယ်เนาะအပြီးပေါက်လည်းကစားလို့တော့ရတယ်အပြီးပေါက်ဒါမဲ့အပြီးပေါက်တွေကတစ်ခါသေးအပြီးမပေါက်လို့ကျွန်တော်ကအပြီးပေါက်မဟုတ်ဘူးအဲ့အဲ့လိုလေးတော့တင်ကြတာလေးနည်းနည်းတတိထားပါနော်ဟိုသဘောမပေါက်ရင်အေးဆေးပြန်ကြည့်နော်ကဲနောက်တစ်ပြင်တော့တွေ့ကြည့်မယ်65တင် ငါလေးငါချောက်တိခွန်ခွန်လေးဆိုပြီးဒီလိုမျိုးအတွက်ထွက်တယ်အဲ့တော့ကျွန်တော်တို့ဘိုင်ကစားတာနဲ့ဘိုင်ကစားတာနဲ့ဟိုပဲကျွန်တော်ပြောချင်တာနော်ဘိုင်ရဲ့ဝမ်းချင်းရဲ့ပေါ့နော်အဲ့တော့ဒီမှာ9ရဲ့4ရဲ့ပေါင်းတဲ့9 9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 9 6 1ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ခါပြန်ကြည့်မယ် ပြန်ကြည့်မယ်ဆိုငါးနဲ့ခုနှစ်ပေါင်းနှစ်နှစ်နှစ်ရဲ့နှစ်ခက်က၄၄ရဲ့ပါဝါ9 9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 9 6 1လို့ကျွန်တော်တို့အဲ့လိုဝင်လာပြီတဲ့နော်9 6 1လို့ဝင်လာရင်မသုံးလုံးတူပါပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဘိုင်းကစားမယ်ဘိုင်းထွက်ပါမလားကျွန်တော်ကြည့်လိုက်မယ်နော်ဘိုင်းကစားမယ်ဆိုတော့3 8 3 8တဲ့မအောင်သေးပါဘူး6 6 6 6ဟော ပိုင်ကစားလိုက်တဲ့အတွက်ဟာဒီမှာ6ဒီမှာ6 6ပြီးဆိုပြီးတော့ကျွန်တော်တို့ဘိုင်းအနေနဲ့အောင်ခဲ့တယ်နော်ဟောအပီးပေါက်အနေနဲ့အောင်ခဲ့တယ်နော်ဘိုင်းနဲ့အပီးပေါက်ကစားမယ်ဟာလားကျွန်တော်ပြောရရင်နည်းနည်းမှရှုပ်မလားမသိဘူးနော်ကျွန်တော်ပြန်ပြီးတော့ရှင်းပြမယ်နော်ဒီမှာ39လို့ကျွန်တော်3လုံး3လုံးသွားတူတယ်တူတဲ့အခါမှာဒီကောင်နှစ်ခုကိုအပီးပေါက်ကစားမယ်ဟုတ်ပြီနော်မတူဒီဘက်က၅လုံးနဲ့ဒီဘက်က၅လုံးမတူခဲ့ရင်လည်းအပြီးပါဘူးကစားမယ်နော်အဲနောက်တစ်ခါဒီဘက်က ကောင်နဲ့ဒီဘက်ကကောင်တစ်လုံးနဲ့ပဲသွားချိတ်တဲ့အခါမျိုးဆိုရင်အပီပေါက်တော့မကစားဘူးကျွန်တော်တို့ဘိုင်းနေနဲ့သုံးမယ်ဒါပေမဲ့ဒီမှာအပီပေါက်တော့ထွက်ထားတယ်နော်နောက်တစ်ခါဒီမှာ6 6တလို့ပေးတယ်ဒီမှာလည်း6 6တလို့သုံးလုံးအောင်သွားတူနေရတဲ့အတွက်ကျွန်တော်တို့ကအပီပေါက်ကစားမယ်မ6 6ဟုတ်ပြီနော်အဲနောက်တစ်မျိုးတွက်မယ်ကြိုက်ချင်တော့ယူနော်မကြိုက်ချင်မယူနဲ့3 3 3 4 4 3 9 3 9 3 9 5 3 9 3 9 5 3 9 ့ဒေါင်း98 24ဒေါင်း98 24ဒီလိုမျိုးထွက်ပြီဒီလိုမျိုးထွက်ပြီဆိုရကကျွန်တော်ကတွက်မယ်ဒေါင်းနဲ့4နဲ့ပေါင်းတော့4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ကောင်းပြီဒီမှာဒီ4နဲ့ဒီ2နဲ့ပေါင်း6 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန် ျွန်တော်ရှင်းတာလေးနည်းနည်းလေးမှားနေနော်မှားတာဆိုတော့ကျွန်တော်ပြောရတူတူမှန်တာတော့မှားတာမှမအောင်ပေါ့နော်ဒီမှာ3ခုနှစ်လို့တူတယ်နော်ဒီမှာ3ခုနှစ်လို့တူရဒီမှာ3ခုနှစ်တူရင်ဒီကောင်ကအပီးပေါ့အဲ့မှာ50နှစ်ဟုတ်တယ်နော်နောက်တစ်ခါဒီမှာ6ကို6လို့တူရအတွက်ကျွန်တော်6တလုံးဘိုင်နဲ့ပဲကစားတယ်ဟုတ်လားအဲနော်ဒီမှာအပီးပေါက်လည်းကစားတယ်ပေါ့နော်ဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်မဟုတ်နော်ကျွန်တော်ပြဒီမှာ6 6တက်လို့ပေးတယ်ဒီမှာ6 6တက်လို့ပြီးတယ်ပေးတဲ့အတွက်ဒီဒီကောင်ကြီးအခွေအနေနဲ့အပီးကစားမယ် နော်ဒီမှာ2 4ခွန်နဲ့ဒီမှာလည်း2 4နှစ်ခွန်နဲ့ဒီမှာလည်း4နှစ်ခွန်လို့တူတဲ့အတွက်ဒီကောင်းကြီးအပြီးပေါက်ကစားရမယ်တဲ့အဲ့မှာကျွန်တော်တို့အပြီးပေါက်ပါထွက်သွားတယ်ဆိုတဲ့အခါကျတော့နှစ်တော့နှစ်တော့နဲ့မအောင်သေးပါဘူးနော်69 69တဲ့69ဆိုပြီးဒီမှာအပြီးပေါက်ပြန်ထွက်တယ်နော်အဲကျွန်တော်ပြောချင်တာအဲ့လိုအဲ့လိုပြနော်ကျွန်တော်လည်းဟိုတွက်ထားပြီးပြချင်စိတ်တွေများအဲ့မှာ69ဆိုပြီးကျွန်တော်ထွက်တယ်နော်အဲနောက်တစ်ခါနောက်တစ်ပြင်ကိုတွက်ပါမယ် နှစ်ခွန်၈တော့နှစ်ခွန်၈တော့ပြန်ပြီးတော့ပြီးတော့မှပြီးတော့မှအေးစေးပြန်ရှင်းပြမယ်နော်ကိုကိုကို၆ခွန်၆ခွန်ကို၅ခွန်လေးကို၅ခွန်လေးခွန်လေးနော်အဲ့ဒီမှာကျွန်တော်တို့တွက်မယ်တွက်မယ်ဆိုရင်ဒီခါကျ3ရက်4ရက်ပေါင်းခွန်ခွန်ရဲ့ပါဝါနက်ခတ်က3ည3ည5ပါဝါ5ခွန်3ည5ဆိုတာကျွန်တော်တို့အဲ့မှာ ရပါတယ်ဒီမှာပေါင်းရင်2နဲ့4နဲ့4နဲ့9နဲ့9ပေါင်းတော့4 4ရဲ့နှစ်ခက်က2 2ခက်ပါဝါခွန်ခွန်ရဲ့နှစ်ခက်က3ည3ညဟိုပါဝါ5အဲ့တော့3ည9ဆိုပြီး3ည9ဒီမှာလာတူနေတဲ့အတွက်ဒီကောင်ကိုကျွန်တော်ကအပီးပေါက်အနေနဲ့ပဲခွေရမယ်တဲ့ကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့အပီးပေါက်အနေနဲ့ခွေလိုက်မယ်အပီးပေါက်အနေနဲ့ခွေလိုက်ဘာထွက်လဲဆိုတော့4 3ညဟောဟာဒီမှာ4ဟာဒီမှာ3ည4 3ည နော်တုံးတော့တူရင်ကျွန်တော်တို့ကအခွေအနေနဲ့ထွက်ကစားမယ်နော်လုံးဝမတူရင်လည်းနှစ်ခုပေါင်းပြီးကစားမယ်ကျွန်တော်အဲ့ဒါအဲ့ဒါကိုပြောပြတာမှားပြီကျွန်တော်ပါဇက်ကထွက်တာလို့နော်ကိုရှိနဲ့နော်ဒေးတုံညာပြီးကိုရှိတဲ့နော်ကိုရှိမှမထွက်ဘူးဟုတ်လားကဲကောင်းပြီနောက်တစ်ပြင်ကိုကျွန်တော်တို့တွက်မယ်တဲ့နှစ်တစ်လေးရှိနှစ်တစ်လေးရှိ6399 6399တိရှိတိတိတိရှိတ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 ိ ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ထွက်ထားတယ်အဲ့ဒါကိုပေါင်းမယ်ဆိုရင်ရှင်းနဲ့တင်းနဲ့ပေါင်း9ကိုရဲ့နှစ်ခက်က6 6ရဲ့ပါပါ1 9 6 1ကောင်းပြီဒီနဲ့ဒီနဲ့ပေါင်းမယ်တင်းနဲ့တင်းနဲ့ပေါင်းတော့2နှစ်ရဲ့နှစ်ခက်က၄၄ရဲ့ပါဝါ9ကိုရဲ့နှစ်ခက်က6 6ရဲ့နှစ်ခက်အဲ6ပါဝါ1 9 6ဆိုပြီးကျွန်တော်တို့ကဒီလိုမျိုးသွားပြီး3လုံးသွားတူနေပြန်ပြီတူနေဒီကောင်အခွေအနေနဲ့ကစားမယ်တဲ့အဲ့တော့ဘာလာမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘာထွက်တယ်9 4တဲ့ ဟုတ်လားကိုလေးတဲ့ဟာဒီမှာကိုဟာဒီမှာလေးကိုလေးနရခကိုလေးတဲ့နော်အဲ့တော့ကိုလေးကိုလေးဆိုပြီးတော့မနကောညာကိုအခုရအောင်ထွက်သွားလေးရနော်ကဲနောက်နောက်တစ်ပြင်ကိုတွက်မယ်လေးကိုခွင်လေးလေးကိုခွန်လေး2363 2363 2943ည2943ညဆိုပြီးတော့ ကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုပေါင်းမယ်ဆိုရင်၄နဲ့၃ညနဲ့ပေါင်းတော့၄၄ရက်နဲ့ခက်ခက်နှစ်နှစ်ရက်ပါပါခွန်း၄နှစ်ခွန်းနဲ့ကဲကောင်းပြီဒီမှာတစ်ခါပေါင်းမယ်၉နဲ့၃၉နဲ့၄နဲ့ပေါင်းတော့၃၃ရက်နဲ့ခက်ခက်၅၅ရက်ပါပါ၃ည၃ညအဲနှစ်ခက်ခက်ခွန်းခွန်းရက်ပါပါနှစ်အဲ့တော့ဒီမှာကျတော့နှစ်ခွန်းပဲသွားတူတယ်နော်တူတဲ့အခါမျိုးကြတော့ကျွန်တော်တို့ကနှစ်ခွန်းကိုဝမ်းကျင်းနေနေကစားမယ်ဟုတ်ပြီနော်နှစ်ခွန်းဝမ်းကျင်းနေနေကစားမယ်မတူ သုံးလုံးသုံးလုံးတွေ့ရင်ကျွန်တော်အခွေအနေနဲ့ကစားမယ်မတွေ့ရင်ဝမ်းကြိမ်အနေနဲ့ကစားမယ်နော်ဝမ်းကြိမ်ဆိုတော့ဘိုင်းအနေနဲ့ကစားတလုံးနဲ့တွေ့ရင်လည်းဘိုင်းအနေနဲ့ကစားမှာပါဗျာအခုကနှလုံးတွေ့ရတဲ့ဝမ်းကြိမ်အနေနဲ့ကစားမယ်ကစားမယ်ဆိုတဲ့အခါကျတော့တစ်ရှည်တဲ့မအောင်ပါဘူးတစ်ခွန်နဲ့ဟောတစ်ခွန်မှာဟာဒီမှာခွန်ဟာဒီမှာခွန်ထိပြီးတော့ကျွန်တော်ဝမ်းကြိမ်အနေနဲ့ကစားခဲ့တာမအောင်ဘူးလားအောင်တာကိုတွေ့ရမှာဖြစ်ပါတယ်နော်အဲနောက်တစ်ပြုံတွက်ပါမယ်၄၉ခွန်၉၄၉ခွန်၉ ခွန်ကို3863 3863အဲ့ဟုတ်ရှေ့အပင်နေအများကြီးတွေ့ကြည့်လို့ရတယ်နော်တတ3တုံ3တုံ3ဆိုပြီးဒီလိုမျိုးထွက်တယ်အဲ့တော့ဒီ6နဲ့3ညနဲ့ပေါင်းတော့6 6ရဲ့နှစ်ခက်က6 6ရဲ့ပါပါ1 6 6 1 6နဲ့3နဲ့ပေါင်း2 2ရဲ့နှစ်ခက်က4 4ရဲ့ပါပါ9 9ရဲ့နှစ်ခက်က6 6ရဲ့ပါပါ1 6 6 1လို့ပြန်ပြီးစုံမြန်ပြီတဲ့ 461လို့စုံတဲ့အခါကျတော့ကောင်းပြီအဲ့ဒီဟာကြီးဒီဟာကြီးအခွေဖြစ်ရမယ်တဲ့အဲ့တော့ကျွန်တော်အခွေထွက်မထွက်ကြည့်မယ်19တဲ့ဟော19ဟာဒီမှာ1ဟာဒီမှာ9 19ဆိုပြီးတော့အောင်ခဲ့တယ်25တဲ့25ဆိုပြီးတော့ကျွန်တော်တို့မအောင်နော်ဟုတ်ပြီကျွန်တော်ပြီးတော့မှအစားဆုံးပြန်ရှင်းမယ်ကောင်းပြီ3951နည်းနည်းလေးပြေးရှည်တာတော့ခွင့်လို့နော်3951နာရက2 9 13 3688ဆိုပြီးတော့ထွက်ထားတယ်။ဒါတွနီးရလှရနော်ဒါပေမဲ့ကျွန်တော်ကဟိုကမဖြစ်ဘူး။ဟိုပိတ်ရရှိတာနည်းနည်းလေးသတိတော်ထားကြတာ။တင်းနဲ့9နဲ့ပေါင်းနော်တင်းနဲ့8နဲ့ပေါင်း9 9ရဲ့နှစ်ခက်က6 6ရဲ့ပါပါ1 9 6 1ဆိုပြီးတော့ဒီလိုမျိုးရတယ်။နောက်တစ်ခါဒီမှာပေါင်းတော့9နဲ့8နဲ့ပေါင်း3 3ရဲ့နှစ်ခက်က9 อืมๆแล้วก็เล็กกว่านะพี่တော့มาจนปะมั้ยเนาะหัวอ่ำหมองเยคลีเนเน่หัวงาปาวา3ญา3ญาในนักขัดก็คนคนปาวา2ก็มีไอ้มาจ้ะတော့ဒီมาจ้ะတော့6 6ดิဒီဘက်มาตะလုံးมาไม่ดูဆိုဒီ2คู่ကိုကျွန်တော်อภิบောက်ก็ซ้ํามั้ยเนาะဒီတော့2คู่ไม่ดูยิน2คู่ကိုอภิบောက်ก็ซ้ํามั้ยနှလုံးနဲ့တူရင်ဝမ်းကျင်းအဖြစ်နဲ့ကစားမယ်။သုံးလုံးသုံးလုံးတူရင်အခွေအနေနဲ့ကစားမယ်။ဟုတ်ပြီနော်ကျွန်တော်ပြောတာသဘောပေါက်တယ်။ဒီမှာတော့ကျွန်တော်တို့3.9လို့သွားတူတယ်။ဒီမှာ3.9လို့သွားတူတယ်။ အဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုအခွေအင်းနေနဲ့ကစားမယ်အခွေအင်းနေနဲ့ကစားမယ်ဟုတ်ပြီနော်အခွေအင်းနေနဲ့ကစားတဲ့အခါကျတော့90နဲ့နှစ်ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်နောက်တကဒီမှာကျတော့694 20လို့သွားပြီးတူညီဟိုကြီးတဲ့အခါမှာကျွန်တော်6တလုံးသာလင်းတူရဲ့အတွက်6တလုံးကိုကျွန်တော်တို့ဘိုင်းနေနဲ့ကစားမယ်ဟုတ်ပြီနော်အဲနောက်တစ်ခါကျတော့ဒီမှာ961 961လို့သွားတူတဲ့အခါကျတော့ကျွန်တော်တို့ကဒီကောင်ကိုအခွေအင်းနေနဲ့ကစားမယ်။ဟုတ်ပြီနော် အဲ့ဒီမှာဗာဖြစ်တယ်66ဆိုပြီးထွက်တယ်ဟုတ်လားနော်ဒီဟာဒါအခွေဆိုရင်တော့သူအပူပါထည့်ပေါ့နော်အဲနောက်တစ်ခါ6နှစ်ခွန်တဲ့နော်ဒီမှာ6နှစ်ခွန်ဒီမှာ6နှစ်ခွန်လာတူညီရဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုအခွေအနေနဲ့ကစားမယ်69တဲ့ဟုတ်ပြီနော်နောက်တစ်ခါဒီမှာက3935ဒီမှာလည်း935လို့တူရဲ့အတွက်ဒီကောင်ကိုအခွေအနေနဲ့ကစားမယ်ဟုတ်ပြီနော်ဒီမှာ40ဟုတ်တယ်နော်နောက်တစ်ခါဒီမှာ961ဒီမှာ ကို61လို့သွားတူညီရဲ့အတွက်ဒီကောင်ကိုအခွေအနေနဲ့ကစားမယ်ကို၄ဟုတ်ပြီနော်ဒီကောင်မှာ3ည9အမ် sorry 9ဒီမှာ9လို့နှလုံးနဲ့ပဲတူတဲ့အတွက်ဒီကောင်ကိုဝမ်းကျင်းအနေနဲ့ကစားမယ်နော်နောက်တစ်ခါဒီမှာ961လို့သွားတူညီတယ်ဒီမှာလည်း961လို့သွားတူညီရဲ့အတွက်ကျွန်တော်တို့ကအခွေအနေနဲ့ကစားမယ်နော်ဒါအခွေအနေနဲ့ကစားမယ်ဟုတ်ပြီအဲ့တော့ဒီမှာကျတော့လုံးဝမတူရတဲ့အတွက်ဒီနှစ်ခုပေါင်းစပ်ခြင်းကိုကျွန်တော်တို့အပြီးပေါက်ဖြစ်နေကစားမယ်နော် မတူရင်အပြီးပေါက်ဖြစ်နေကစားမယ်တလုံးနဲ့တူရင်ဘိုင်ဖြစ်နေကစားမယ်သုံးလုံးတူရင်ဒီဘက်တစ်ချမ်းကိုအခွေအနေနဲ့ကစားမယ်ဒီသုံးမျိုးလေးပဲเนาะအဲ့တော့ကောင်းပြီကျွန်တော်တို့ကဒါကိုဟိုဘက်မှာကျွန်တော်ပြန်ရေးမယ်เนาะပြန်ရေးမယ်နောက်တော့ကီးထိတ်ကလေးကိုအရင်ရေးလိုက်မယ်เนาะကီးထိတ်မနေ့ကငါအတွက်ကီးထိတ်ပေါ့เนาะကီးထိတ်ဟုတ်ပြီမနေ့ကငါအတွက်ကီးထိတ်ကဘာရှိသလဲဆိုရင် 6 9 4တဲ့နော်မနေ့ကကြီးတဲ့က6 9 4ခုနကကျွန်တော်တို့ကနှစ်ခုတန်းနဲ့တန်းကိုဒီအောက်မှာကျွန်တော်ရေးလိုက်မယ်နော်အဲ့ဒါကဗာလဲဆိုတဲ့အခါကျတော့ငါ35 39ဒီမှာရေးလိုက်မယ်နော်35392เนาะ2အောက်ကကျွန်တော်တို့96တိ ို6 1ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးကျွန်တော်တို့ကစဉ်းစားမယ်ဆိုရင်ဒီမှာ96 4ဒီမှာ96 1အဲ့တော့ကျွန်တော်69ကိုပဲအမှားကစားခြင်းတယ်ကျွန်တော်ကျွန်တော်ရဲ့သဘောနော်69ကိုပဲအမှားကစားခြင်းတယ်တိုးတိုးညာလဲ3 3 3အဲ့တော့ကျွန်တော်69ကိုပဲအမှားကစားမယ်မျိုးတို့လည်းကြိုက်ခြင်းကစားဘာဖြစ်လို့69ကိုအမှားကစားလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာနှလုံးသွားတူဒီမှာနှလုံးဟိုရှေ့မှာတော့ကျွန်တော်အဲ့ဒါလိုက်ပြီးမတိုက်ရသေးဘူးပြနောက်မှာကျွန်တော်ထပ်တိုက်ပြီးတော့ထပ်ပြီးတူညီတဲ့အခါကျွန်တော်ကစားပေးမယ်เนาะဒါမှမဟုတ်ကျွန်တော်အကွက်က သုံးလုံးသုံးလုံးကစားမယ်ဆိုအကွက်တွေတအားများတယ်တိုးတော်များလဲအသုံးလုံးသုံးလုံးကစားကျင်တဲ့ကစားကျွန်တော်ရေးတော့ရေးပြမယ်เนาะအဲ့တော့အဲ့တော့ဟိုမှာ6 6ဆိုအမှန်မှန်ဒီမှာကျွန်တော်6 9ဗရိတ်နဲ့ပဲမဟုတ်ပြောမယ်ထိတ်နဲ့ပဲသွားအောင်ပါဗျာเนาะအဲ့တော့တစ်ကြီးကကျွန်တော်မလို့အဖုလို့ကျွန်တော်ထင်းတယ်เนาะအဲ့တော့ထားအဲ့တော့6 6 9ဆိုတဲ့အတွက်6အောက်ကဟာကိုကျွန်တော်ကထိတ်ထားမယ်เนาะ6 3 6 5 6 3 6 3 9 6ခွန်

ဒါဟာတို့က3 3 5 30 10 continue ဟောတက်မလို့ငနေတယ်ပူပါနော်အဲ့တော့ထားလိုက်ထားလိုက်ပြီးတော့ကျွန်တော် break line break line ကမနေ့ကမှာ break ကပါရှိတဲ့ဆိုရင်4အမှ4ဒီ main break တဲ့ကောင်းပြီအဲ့တော့ကျွန်တော်တို့4 6 6ဆိုတဲ့အခါမှာကျွန်တော်တို့ main break နဲ့ပြောမယ်ဆိုရင် main break နဲ့ပြောမယ်ဆိုရင်ဒီမှာကျွန်တော်မှင်လေးနဲ့ချစ်ပြမယ်နော် အဲ၄တစ်ဆိုရင် main break ဒီမှာပြန်ကြည့်တစ် break 65ဟုတ်တယ်နော်65ဒီမှာက95ကိုနှစ်ကတစ် break အဲကိုနှစ်အဲဒီမှာအောက်မှာကျတော့130ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အဓိကကပြောမယ်ဆိုရင် ျွန်တော်တို့ကဒီမှာ6လေးကိုပဲကျွန်တော်တို့6 6ကိုပဲအမားယူမယ်ဆိုရင် ကျွန်တော်တို့ထိုးတင်တာက65နဲ့ပါလေ65နော်အဲနောက်က6နှစ်ဒီနှစ်ပိုင်းပဲဒီ3ခွက်ပဲကျွန်တော်တို့အဓိက main ထိုးတင်တယ်ဟုတ်တယ်နော်အဲမင်းထိုးတင်နေဒါတော့ကြံကြံတာတော့ကြိုက်ရှင်နေယူမကြိုက်ရှင်နေမယူနဲ့နော်အဲအဲ့တော့ကျွန်တော်ကဒါ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 ကိုကျွန်တော်ပြောပြတာနော် ဒီအနီလေးတွေပြထားတာလေး၃ခွက်ကိုဟိုပါပေါ့ဟိုက၃ခွက်နှုတ်လိုက်တော့၂ခွက်ကိုကျွန်တော်တို့ဒုတိယအရင်နေနဲ့ထားမယ်ကြံနာလေးတွေတော့မိမိမှာဝမ်းကျင်းတွေထိတ်ရှိတွေ break တွေရှိရင်လည်းအဲ့ကောင်နဲ့ကစားတကယ်လို့ဥပမာပေါ့အရင်ပရင်းနဲ့ထွက်လာခဲ့မယ်ဆိုရင်တော့အရင်ပရင်းနဲ့ထွက်လာခဲ့မယ်ဆိုရင်တော့ဘာတွေထွက်နိုင်တယ်လဲဆိုတဲ့အခါကျတော့အရင်ပရင်းနဲ့ကဘာမင်းနဲ့ပြထားပါတော့အရင်ပရင်းနဲ့ထွက်နိုင်တာက63တို့အဲ63တို့90တို့60တို့ ဟမ်ကိုခွန်ဖတ်လိုက်ဟောကိုခွန်တို့အဲကိုခွန်တို့တင်ငါတို့ဘာတို့ထားလိုက်ပါတော့နော်တင်ငါဓာလေးတွေပေါ့နော်ဓာလေးတွေကတော့ကျွန်တော်ကဟိုထည့်ပြီးစဉ်းစားလို့ရတယ်ပေါ့နော်ဥပမာဟိုဟာလေးနဲ့ဒီဘက်ပြင်မှာပဲကျွန်တော်ချရေးပြမယ်နော်ရှုပ်သွားမယ်65 63ရယ်60ရယ်60ရယ်ကိုခွန်ရယ်ပေါ့နော်ဒါလေးရတယ်ကျွန်တော်တို့ ဟိုအရန်ပရိတ်နဲ့သွားပြီးကိုက်ညီတာလေးတွေပဲထပ်ထုတ်ပြီးထိုးမယ်ဆိုရင်ကြံတာလေးတွေထားခဲ့ပြီးတော့ကျွန်တော်အရန်ပရိတ်နဲ့ကိုက်ညီတာရဲ့ဓာရဲ့ဒီမှာတစ်ကဲအဲတစ်သုံးရဲ့နော်30ရဲ့တစ်သုံးရဲ့30ရဲ့ဒီကောင်၃ခွက်ကိုကျွန်တော်တင်မယ်ဗျာတစ်သုံး30ကိုဒုတိယတင်မယ်ဗျာဒီ၄ခွက်ကိုကျွန်တော်အရန်အင်းနဲ့ကစားမယ်နော်ဒီလောက်ကလေးတော့ကျွန်တော်ကစားကြည့်မယ်နော်အဲမျိုးတို့လည်းကြိုက်ကြင်ကစားကျွန်တော်အဲ့လိုကစားကြည့်မယ်လို့စိတ်ကူးထားတယ်နော်အဲအဲ့တော့ကျွန်တော်တို့ ဟိုဒီတစ်ပတ်ကတော့ကျွန်တော်မွေးပရိတ်ကတော့နှစ်ခွန်ဖြစ်တယ်เนาะမွေးပရိတ်ကနှစ်ခွန်ဘာဖြစ်လို့ကျွန်တော်နှစ်ခတ်ကြာအတွက်မွေးမွေးပရိတ်ပေါ့เนาะနှစ်ခွန်ပရိတ်ကမွေးပရိတ်ပါတဲ့เนาะနှစ်ခွန်ပရိတ်မွေးပရိတ်နောက်တစ်ခုကတိုင်းရတော့ယူချင်းကြသေးလားတော့မသိဘူးကျွန်တော်တိုင်းယူသိမ့်မပြီးကျွန်တော်ဘာဖြစ်လို့ဆိုတော့နှစ်ရက်ကြီးများတော့ထွက်တာတော့တိုင်းရအကုန်လုံးမှထွက်ပါမလားဟောဒါပေမဲ့ကျွန်တော်ပေးလိုက်မှာဗျာเนาะအဲ့တော့အောက်တန်းကအောက်တန်းက၄ 9611အပေါ်တန်းက9611ရှစ်နော်အဲ့တော့အဲ့ဒါလေးတွေရပါတယ်နော်ဒီဟုတ်လားအဲ့တော့ဒါဒါတော့ဟောပါတော့နော် ဟွာလေးပါပဲကဲအဲ့တော့ကျွန်တော်ပြကြင်လာတော့ဒါတော့ပါပဲเนาะအမျိုးလိုအနေနဲ့ရှုပ်မဲ့ထင်းနဲ့တည်တည်ချာချာလေးပြန်ပြီးတော့နားထောင်ပါเนาะအချိန်ချင်းခါခါနားထောင်ပါလို့ပြောရင်ကဲဒီကနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုဒီမာရီမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ